အမေရိကန်အစိုးရရဲ့ထောက်ပံ့ကူညီမှုတွေရပ်တန့်သွားတာကြောင့်အများပြည်သူလူထုတည်အမှန်ရရှိရေးကိုထိခိုက်စေတယ်လို့လွတ်လပ်သောမြန်မာတည်မီဒီယာကောင်စီ IPCM ကပြောဆိုလိုက်ပါတယ်။ဒီကြားတည်နေမီဒီယာကွန်ရက်ကကုစောပွေးကတင်ဆက်ထားပါတယ်။ ထောက်ပံ့မှုတွေရပ်တန့်လိုက်တာကြောင့်လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေနဲ့ပြည်သူလူထုအပေါ်ထိခိုက်မှုများစွာရှိနေပြီးတည်ငြိမ်အရေးအတွက်နဲ့အရေးသွေးတွေပေါ်မှာလည်းအတော်ထိခိုက်သွားတယ်လို့လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM ကပြောပါရတယ်။လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေတည်ငြိမ်လုပ်ငန်းလှုပ်ဆောင်ရမှာငွေကြေးအခက်အခဲထလိုစိတ်တည်င်းထောက်တွေရဲ့လစာနဲ့လုံခြုံရေးအခက်အခဲစတဲ့အခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေကြရတယ်လို့ IPCM ကပြောပါရတယ်။ကြီးတဲ့သတင်းထံတာတွေက ပန်တစ်ခုထိခိုက်တဲ့တရေရဲ့သတင်းဌာနတွေကဟိုတစ်ခုလုံးမီနီတစ်ထိခိုက်တယ်ထိခိုက်မှုကတော့တစ်ခုနဲ့တစ်ခုအကြီးသေးပေါ်မူတည်တာပေါ့လေဒါပေမဲ့တကယ်အထိခိုက်ဆုံးကတော့ကျွန်တော်တို့ကြည်သူတွေသူတပြင်းတော့ VOA တို့ RFA တို့ရက်သွားတော့သူတို့မှသူတို့ရဲ့ပေးသက်ပြနှစ်ခုပေါင်းတော့33တန်းလောက်ရှိပါလေ VOA မှာ16တန်း RFA မှာ14တန်းလောက်ရှိတော့အဲ့လူတွေရဲ့သတင်းသိပိုင်ခွင့်သတင်းရပိုင်ခွင့်နဲ့အများကြီးထိခိုက်သွားပါတယ်ဗျ American than VOA နဲ့ လွတ်လပ်သောအာရှအသံ RFA တို့အပါအဝင်အမေရိကန်သတင်းဌာနတချို့ကိုအစိုးရရန်ပုံငွေထောက်ပံ့ပေးရဌာနဖြစ်တဲ့ကမ္ဘာလုံးဆိုင်ရာမီဒီယာအေဂျင်စီ USAGM နဲ့တခြားအစိုးရအေဂျင်စီ6ခုကိုရင်းမြစ်အနေဆုံးနဲ့လက်ပတ်ရမယ်ဆိုတဲ့အမိန့်ကို match က15ရက်နေ့မှာသမ္မတဒေါ်နယ်ထရပ်ကလက်မှတ်ရေးထိုးခဲ့တာပါလွတ်လပ်တဲ့သတင်းဌာနတွေကတော့လက်ရှိရင်ဆိုင်နေကြရတဲ့အခက်အခဲတွေကိုကြော်ဖြတ်နိုင်ဖို့စူပေါင်းကြိုးပမ်းနေကြတယ်လို့ဆိုပါတယ် အဲ့ဒါတွေကိုဘယ်လိုလုပ်နေလဲဆိုတော့အတက်နိုင်ဆုံးတော့ဟိုကြီးတဲ့ဟိုလူနည်းနည်းနဲ့ကျဲကျဲဝိုင်းပြီးတော့ပေါင်းပြီးတော့လုပ်နိုင်အောင်စူးစမ်းနေပါတယ်တချို့တချို့လည်းလုပ်နေပါပြီဒါပေမဲ့ဘယ်လောက်ထိလုပ်နိုင်မလဲဆိုတော့စောင့်ကြည့်ရမှာပေါ့နော်နှီးမျိုးစုံနဲ့ဘယ်လိုကြော်ရမလဲသူတို့ပြင်တော့ဟိုတို့လက်တဲ့သတင်းမီဒီယာတွေကဟိုအခုလိုရေးကြည့်တဲ့အချိန်မှာသတင်းတွေမရှိရင်မြန်မာပြည်ကဟိုသူတို့ပြင်တော့သတင်းတူသတင်းမာတွေနဲ့ ဟာလည်းဖြန့်ချိမှုတွေပိုလွှမ်းမိုးသွားမှာဆိုရင်တော့တည်တင်းတောက်တွေကမရှိရှိတဲ့ကြားတွေကတော့အတန်းနိုင်ဆုံးရအောင်ဒီအထက်ကျောင်းကြော်ဖြတ်ဖို့ကြိုးစားနေပါတယ်ခင်ဗျာ အမေရိကန်အစိုးရရဲ့ထောက်ပံ့ကူညီမှုတွေမရရှိတော့ပေမဲ့ရှေ့ဆက်လည်ပတ်နိုင်ဖို့ digital platform စတဲ့တခြားဝင်ငွေရနည်းလမ်းတွေနဲ့ဆက်လက်စ조사သွားမယ်လို့ဦးတိုးစောလက်ကပြောပါတယ်။လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေသတင်းထုတ်လွှင့်မှုအားနည်းလာတာနဲ့တပြိုင်တည်းမှာဝါဒဖြန့်မီဒီယာတွေပုံမှန်အားကောင်းလာနေတယ်လို့လည်း IPCM ကပြောဆိုလိုက်ပါတယ်။